electronic PC လေးတွေဖွင့်ကြည့်လိုက်ရင်ဟွာရီလိုအယောင်စင်းလေးတွေနဲ့ PC တေးသေးလေးတွေတွေ့ဘူးကြမှာပေါ့နော်အဲ့ဒါလေးတွေကို resistor လို့ခေါ်ပါတယ်ကဲဒီနေ့တော့အဲ့ဒီအယောင်စင်းလေးတွေထဲမှာဘာအခြေဘက်တွေဝတ်ထားလဲဆိုတာကို အတူတူစူးစမ်းကြည့်ကြရအောင်ဒီအယောင်စင်းကြားလေးတွေကဒီအတိုင်းအလတ်ဆင်ထားတယ်လို့ထင်နေလားအာမဟုတ်ပါဘူးနော်ဒါက electronic ပတ်လမ်းတွေအတွက်အရင်အရေးကြီးတဲ့အချက်လက်တွေကိုတည်ဆောင်ထားတဲ့လျှို့ဟုတ်ကုထုခုလိုပါပဲ ကဲဒီတော့ဒီလျှဝက်ကုအကြောင်းကိုနည်းနည်းပို့ပြီးနားလည်အောင်လူကြည့်ရအောင်ဒီအယံကွေးလေးတွေကလေတပန်းဆွဲဟတာမျိုးလုံးဝမဟုတ်ပါဘူးတကယ်တော့ဒါကကဘာရဝန်ကအင်ဂျင်နီယာတွေနီးပညာရှင်တွေအားလုံးနားလေတဲ့ဘာသာစကားတစ်ခုလိုပဲအရန်အရေးကြီးတဲ့အထက်လက်တီကိုပြောပြနေတာပါတရားဝင် အခေါ်အဝေါ်အရာဆိုရင်တော့ resistor color code ပေါ့ဒါကဘာကိုပြောတာလဲဆိုတော့အဲ့ဒီ resistor ရဲ့ခုခံမှုတန်ဖိုး minch resistance နဲ့ ူ့ရဲ့တိခါနိုင်စွမ်းရာခိုင်နှုန်း tolerance ကိုဖော်ပြတဲ့နိုင်ငံတကာစံနှုန်းတစ်ခုပါပဲကုခတ်မှုဆိုတာကလက်စစ်စီကြောင်းကိုဘလောက်ထိတားဆီးနိုင်လဲဆိုတာကိုပြောတာ tolerance ဆိုတာကကြတော့သူ့ရဲ့ဖော်ပြထားတဲ့တန်ဖိုးကတကယ်လက်တွေ့မှာဘလောက်ထိအတိအကွာချားနိုင်လဲဆိုတာကိုအာမခံပေးထားတာမျိုးပေါ့ဟုတ်ပြီဒါကတော့အဲ့ register day ပေါ်မှာကုတေကိုဖတ်ဖို့တဒီကိုဒရင်းလို့ထုံရမယ်စရာပါပဲကြည်လိုက်ရင်အယောင်တစ်ခုစီမှာ တီးတန့်တန်ဖိုးတွေရှိနေရတွေ့ရမှာပါပထမဆုံး column ကကနန်းတန်ဖိုး significant digit ဒုတိယ column ကကြတော့မြောက် gain multiplier ပေါ့နော်နောက်ဆုံးတတိယ column ကတော့တီးခတ်နိုင်စွမ်း tolerance ကိုပြတာပါကဲအဓိကအချက်ကိုရောက်လာပြီဒီ code တွေကိုဘယ်လိုဖတ်မလဲလဲပါရဲ့အဆင့်၄ဆင့်ပဲရှိတယ်ပထမဆုံး register ကိုမိုင်အောင်ကြရမယ်များစွာဖြင့်ရွှေရောင်ငွေရောင်ဖိတ်တက်တဲ့ tolerance band ကိုရှာပြီး ညာဘက်အစွန်ဆုံးမှထားလိုက်ပါပြီးရင်ဘယ်ဘက်ကညီစပြီးအယောင်တင်းရဲ့ကနန်းတံပိုးတွေကိုပခုချင်းဖတ်သွားမယ်ပြီးတာနဲ့မြောက်ကေးဘန်းကိုသုံးပြီးတွက်မယ်နောက်ဆုံးမှတော့သူ့ရဲ့ tolerance ကဘလောက်လဲဆိုတာကိုမှတ်ထားလိုက်ရုံပါပဲလဲတယ်ဟုတ်ကဲ theory တွေပြောပြီးပြီဆိုတော့လက်တွေလေးတစ်ခုတော့လုံကြည့်ရအောင်လူတော်အများဆုံး four band resistor တလုံးကိုဥပမာ အနေနဲ့ကြည့်လိုက်ကြတာပေါ့ဒီမှာကြည့် ပထမဆုံးအယောင်ခွင်းကအညိုယောင်နော်ကဲခုနဇေယားထဲမှာပြန်ကြည့်လိုက်ရအောင်အညိုယောင်ရဲ့ကနန်းတံပိုးက it ပါဒါကကျတော့ရဲ့ခုခံမှုတံပိုးအတွက် ပထမဆုံးကင်းကနန်းပဲဟုတ်ပြီဒုတိယအယောင်ခွင်းကိုကြည့်လိုက်တော့အနက်ယောင် သူ့တံပိုးက0ပါဆိုတော့အစောကထားရဲ့1ရက်ပြီးမှ0ကိုထပ်ပေါင်းလိုက်တော့10ဆိုတဲ့ကင်းကိုရလာပါပြီ အခုတတိယအယောင်ကွင်းကမှအရေးကြီးတာပါ သူကမြောင်ကိန်းမတီပလိုင်ယာဖြစ်ပါတယ်ဒီမှာတော့အနီရောင်ဆိုတော့သူ့ရဲ့မြောင်ကိန်းတင်ဖို့ကတရားပါလဲကြောင့်ခုနကရထားတဲ့ဆယ်ကိုတရားနဲ့မြောက်ပေးရမှာဖြစ်ပါတယ်ကဲတွက်ဆက်ပြီးတဲ့အခါမှာတော့နော်ဆောင်အဖြေထွက်လာပါပြီဒီ resistor ရဲ့ခုခံဝတ်တံပိုးက1000 ohms တနည်းအားဖြင့်1 kilo ohm ပေါ 1k resistor လို့လေးခေါ်ကြပါတယ် ဒါပေမဲ့ခဏလေးပြီးသေးဘူးနော်နောက်ဆုံးရောင်ခွဲလေးကြံသေးတယ်အဲ့ဒါကရွှေရောင်မှာရွှေရောင်က +5% ဆိုတဲ့ tolerance ကိုပြပါမယ်အတိတ်ပေကဒီ resistor ရဲ့တကယ်တန်ဖိုးက1000 ohms အတိအကျဝဟုတ်ပဲအဲ့ဒီတန်ဖိုးရဲ့ငားလျခိုင်နှုန်းအတို့အလျှော့ manjus 950 ohms နဲ့ 1050 ohms ကြားမှာရှိနေပါမယ်လို့အာမခံထားရပါပဲ။ Gay 4 band ကိုနားရသေးသွားပြီဆိုတော့နောက်တစ်မျိုးဖြစ်တဲ့အယောင်ခွင်း၅ခုပါတဲ့ resistor တွေအကြောင်းဆက်ကြည့်ကြရအောင်။ဒါတွေကတော့ပုံမှန်တက်ပို့ပြီးတိကျမှုလိုတဲ့ circuit ကြီးမှာအထုံးများပါတယ်။ဒီမှာကြည့်လိုက်ရင်4 band နဲ့5 band ဘလို့ကွာလဲဆိုလာရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်။အထက်ကွာခြားချက်က5 band မှာ တတိယအယောင်ကွင်းကကဏ္ဍတံပိုးတစ်ခုထပ်တိုးလာတာပါပဲအဲ့လိုတံပိုးတစ်ခုထပ်တိုးလာတဲ့အတွက်ပိုးပြီးတိကျတဲ့ခုခံမှုတံပိုးကိုဖော်ပြနိုင်သွားတာပေါ့အဲ့တော့မြောက်ကွင်းကစတုထနေရာကို ရောက်သွားပြီး tolerance ကပင်ချမနေရာကိုရောက်သွားပါတယ်ကဲဒီလောက်ဆိုရင်တော့ဘယ်လိုဖတ်မလဲဆိုတာသဘောပေါက်လာပါပြီအဆုံးမတတ်ခင်မှာတော့ဒီအယောင်ကုတ်တွေကိုနားလည်ထားတာကဘာကြောင့်ဒီလောက်အရေးကြီးတာလဲဆိုတော့ကိုအကျဉ်းချုပ်လေးပြန်ကြည့်ကြရအောင် အဓိကမထိုင်ရမှာကဒါရီဟာအလှဆင်ထားတဲ့ဂျပန်အယောင်လေးမဟုတ်ဘူးဆိုတာပါပဲ။ဒါဟာကဘာတဝန်းလုံးမှာသုံးတဲ့စံတမချက်တစ်ခု၊ electronic ပညာရှင်တိုင်းအတွက်ပုံပါတာစကားတစ်ခုလို့ပါပဲ။ဒီကုတ်ကိုနားလေထားမှမှန်ကန်တဲ့ register ကိုမှန်ကန်တဲ့နေရာမှာသုံးနိုင်မယ်။စကတီကောင်းကောင်းအလွတ်လွတ်နိုင်မယ်။ပြဿနာရှာတဲ့အခါမှာလည်းအများကြီးပိုလွယ်ကူထွားပါလိမ့်မယ်။ဒါကတကယ်ကိုအခြေခံကြပြီးလက်တွေ့အသုံးဝင်တဲ့ skill တစ်ခုပါ။ ဒီနေ့တော့ resistor ရန်ကုန်တရဲ့ရွေးချက်ကိုအတူတူဖော်ထုတ်နိုင်ခဲ့ကြပါပြီ။အခုဒီကုတ်တွေကိုဖတ်တတ်သွားပြီဆိုတော့ဒီဘဟုတုတ္တအစ်စ်ကိုသုံးပြီးဘလို့စိတ်ဝင်စားစရာကောင်းတဲ့ electronic project အစ်စ်တွေဖန်တီးမလဲ၊ဘာတွေတိစောက်ကြမလဲဆိုတာကတော့ကိုယ်တိုင်စဉ်းစားပြီးအကောင့်ထဲဖော်ကြည့်ဖို့ပဲကြံပါတော့တယ်။ CNS Computer and Network Solution.